အခင်ကိုပြန်တက်တဲ့ဝေလာငါဆိုပြီးတော့မှအခု Facebook မှာအရန်ပြောနေတယ်ဝေလာငါလေး Telecom အကြောင်းကိုတရားတိကျမယ်ဆိုရင်တော့အခုလိုမျိုးပြောပြတော့မှာမဟုတ်ဘူးသူ့နာမည်က Telecom သူမွေးတဲ့နေရာက Iceland မှာသူ့က Iceland ကနေလူတွေကသူငငယ်လေးသူ့မိရှာနေခွဲပြီးတော့မှဖမ်းလာတယ်ဖမ်းလာပြီးမှဒီ Florida Orlando မှာပေါ့နော်ဒီသူတို့ရဲ့ Sea World ဆိုတဲ့နေရာရှိတယ်ပြောမယ်ဆိုရင်တော့ဒီကလေးတွေအခုမြန်မာနိုင်ငံမှာဆိုရင်တရိတ်ဆောင်မျိုးလိုမျိုးပေါ့နော်အဲတရိတ်ဆောင်လေးတွေကိုဖမ်းလာတယ်ပြီးဆို train နဲ့ train နဲ့လူတွေကိုဖြောပြခိုင်းတယ် အဲ့လိုနေရာမှာသူအလုပ်လုပ်ရတယ်ခေလာဝေးတွေရဲ့တဘာဝကိုကဒီကုန်းပေါ်ကရှင်လေးကြားရလို့ပဲသူတို့ကအမဲလိုက်မဟုတ်ဆိုရင်ဒီပင်လယ်ပြင်မှာဆိုရင်ခေလာဝေးတွေရဲ့ဒီ discovery video တွေကြည့်ရလို့ရဆိုရင်စီးလိုက်ရင်လေးတွေကိုသူတို့လိုက်ဖမ်းတယ်ပြင်စားတယ်ပြင်သူတို့ကအုပ်စုလိုက်မိတာစုလိုက်နေတဲ့တတော်ဝါဖြစ်တယ်ငငယ်လေးတွေကသူ့ကို train နဲ့ train နဲ့ train နဲ့ သူရောက်သွားတဲ့အချိန်မှာသူ့အရှင်မဝေလာငါခေလာဝေးနှစ်ကောင်အမနှစ်ကောင်ရှိအကြီးပေါ့အဲ့တော့ငငယ်လေးနဲ့အဲ့ကိုရောက်သွားတဲ့အချိန်မှာဒီအကြီးနှစ်ကောင်ကနိုင်စားတော့လေသူကခံရတယ်သူ့အမေနဲ့လေသူကဝေးရတယ်သူ့မိသားစုနဲ့လေအဝေးမှာနေပြီးတော့မှသူမလုပ်ချင်တဲ့လုပ်တွေသူ့လုပ်ခိုင်းတယ်စဉ်းစားကြည့်ကလေးပေါက်စားလေးနင်တာလောက်ရမယ်ဝေးလာငါလေးကိုဒလူဒလူလေးကခိုင်းတယ်ကွာအဝေးလာငါတော့မိုးဝေပြန်ခိုင်းတယ်ဟာသူတို့လုပ်ခိုင်းထားတယ်အကုန်လုံးကိုလုပ်ရတယ်ကွာသိလားဘသူကသူ့တို့ဘဝလုံးလုပ်ချင်ပါလေအမကတနာတို့ကွာတာမန်ဒီတိုင်းနေချင်တယ်ကွာအဲ့အချိန်မှာတာမန်တိုင်းနေတဲ့လူတယောက်ကိုဟဲ့ရောမုတ်စားချင်းကပြဆိုရင်ဟိုတခါကလေးကြံ့ပြောနေတော့ကပြပါဘောဒါမဲ့ အတည်းရတော့ကိုယ်ကစိတ်စိတ်ကကကျင်စိတ်ရှိနေမှာမဟုတ်ဘူးလေဟုတ်တယ်မလားအဲ့လိုမျိုးပေါ့ဒီလငါလေးရတယ်တူတူတခင်ကိုတတ်လိုက်တဲ့ကိစ္စမှာဆိုလေအဲ့လိုမျိုးအများဖြစ်ခဲ့တယ်ပေါ့ဘာလို့တတ်လိုက်တယ်ဒီနေ့မှတတ်လိုက်တယ်ဆိုတာလေးကိုလည်းကျွန်တော်ဆက်ပြီးပြောပြမယ်အခု2020 2010ရောက်လာရင်နေ့မှာလူတွေကပြောတာပေါ့နော်ဒီစီဝတ်ကိုလာတဲ့လူတွေစီဝတ်ကိုဝင်ဖို့ဆိုရင်အလက်မှတ်တွေဝယ်ပြီးဒီကောင်လေးတွေကတော့လာကြည့်ကြတာပေါ့နော်ချီလီယာအဲ့နေ့မှာသူစိတ် မကြည့်ဘူးဆိုတာကိုပိတ်တက်တရသိရတယ်။ဒါနဲ့ထုံးစံတိုင်းပဲပေါ့နော်။လူတွေကပတ်စံနဲ့ queue ဆိုင်တာလေ။အော်လူတွေကြည့်မဲ့လူတွေကလည်းရောက်နေပြီ။ပတ်စံအညာလည်းလက်ခံထားပြီးပြီးလက်မှတ်တွေကလည်းရောင်းပြီးပြီးဒီ show ကပြမရတော့မယ်။ထီလီကွန်လေးကိုအဓိက train ပြီးရောထီလီကွန်လေးနဲ့အဓိကအဲ့လိုမျိုးပြောမယ်ဆိုရင်စက်ကတ်လိုမျိုးပေါ့နော်။တရိတ်ဆံလေးနေနဲ့အလားပြကတဲ့လူနာမည်က drone ဒွမ်ဘရန်ချူပေါ့နော်သူငငယ်တုန်းကဒီစီးဝေါ်သူလာလာတဲ့အချိန်မှာအဲ့လိုပဲသူဒေါ်ဖင်လေးတွေနဲ့အဲ့လိုမျိုးကနေလေးသူရောသူအရန်ကွန်မန်ဒီမှာသူအလုတ်လုတ်ချင်သွားအလုတ်လုတ်ချင်တဲ့အခါကျတော့သူကတက်ကရိုတက်တဲ့အချိန်မှာသူဒီတရိတ်ဆန်နေရဲ့အပြုအမူ behavior ကိုအထူးပြုတဲ့ဗာဒရဲကိုသူတင်နေတင်ပြီးတဲ့အချိန်မှာသူဒီစီးဝေါ်တွေကိုအလုတ်ဝင်နေဝင်နေတဲ့အချိန်မှာသူဒေါ်ဖင်လေးတွေနဲ့အရင် train ရတယ်သူကတရိတ်ဆန်လေးရဲ့ behavior တရိတ်ဆန်လေးရဲ့ mental အကုန်သိရကွာ သူအဲ့လိုမျိုးအထူးပြုတင်ကြားထားတယ်လို့နောက်ဆုံးဒီထီလီကွန်လေးနဲ့အတူတူလက်တွဲပြီးတော့မှ train လုပ်ရတဲ့အဆင့်ကိုသူရောက်သွားတယ်။အဲ့လိုနဲ့သူနဲ့ထီလီကွန်လေးနဲ့တောက်လျှောက်တောက်လျှောက်အဲ့လိုလေးပဲဖြောပြေးနေခဲ့ကြတာအဆင်ပြေတယ်။အဲ့ဒါဒီနေ့မှတော့အဆင်မပြေနေဘူး။ထီလီကမူမမန်။ဒါပေမဲ့ show က on နေပြီလေ။အော်ဖြောပြေးရတော့မယ်။အဲ့လိုနဲ့သူနဲ့ထီလီကွန်လေးနဲ့ဖြောပြေးနေကြတာပေါ့နော်။အဲ့လိုဖြောပြေးပြီးသွားတဲ့အချိန်မှာထီလီကွန်လေးကရေအောက်ထဲကိုတွား။တွားပြီးအမှန်မန်တကားလေးရှိတယ်။အဲ့မန်တကားလေးမှာတွားနေရတယ်။ အဲ့မှာတော့နေမှာလူတွေကအဲ့ဝေလာငါးလေးနဲ့တပုန်လေးအဲ့လိုလေးရိုက်လို့ရအောင်နေပေးရတယ်ရဲ့သူကမော်တွေကလုတ်ပေးရတယ်ရဲ့ဝေလာငါးလေးကအဲ့ဒါနဲ့အဲ့လိုလုတ်ဖို့အတွက်